မင်္ဂလာပါဒီနေ့မှာတော့စကလုံးတွေရဲ့ဆွမ်းအားအကြောင်းကိုကျွန်တော်တို့ဆွေးနွေးသွားမှာပါကိုပြောလိုက်တဲ့စကားတစ်ခွန်းဟာသူများရဲ့စိတ်တန်ရာကိုဖြစ်စေနိုင်တယ်လို့ကြီးမားတဲ့အာရင်ကိုလည်းဖြစ်စေနိုင်တယ်ဆိုတာသင်သိပါတယ်လားဟုတ်ပါတယ်စကလုံးတွေမှာဆွမ်းအားရှိတယ်ဒါကိုဘယ်တော့မှမမေ့ပါနဲ့သူတစ်ပါးကိုစကားတစ်ခွန်းပြောတော့မယ်ဆိုရင်အဲ့ဒီစကားကို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 ပြန်ပြောကြည့်ပါ ဒီစကားကိုပြောလိုက်ရင် ကိုတော်မှခံစားနာခြင်းရတော့ပဲသူ့ဘလို့ခံစားရမလဲဆိုတဲ့မေးခွန်းကို ကိုကိုကိုအမြဲတမ်းအရင်ဆုံးမေးပါတကယ်လို့ကိုတိုင်နာခြင်းရမယ်စကားဆိုရင်သူများကိုလည်းမပြောသင့်ပါဘူးဘာလို့လဲဆိုတော့ကိုပြောလိုက်တဲ့စကားတခွန်းဟာ လူတယောက်ရဲ့ဘဝကို အကောင်းဘက်ဒါမှမဟုတ်အဆိုးဘက်ကို ပြောင်းလဲစေနိုင်တဲ့အထည်စွမ်းအားရှိလိုပါပဲဒါကြောင့်သူတပားကိုပြောခင်မှာ ကိုကိုကိုအရင်စဉ်းစားပြီးဂယုဆိုင်ပြောဆိုဖို့အရေးကြီးပါပဲ။ကောင်းမွန်တဲ့စကားလုံးလေးကိုရွေးချယ်ပြောဆိုခြင်းဖြင့်ပတ်ဝန်းကျင်ကို အားအင်တွေပျော်ရွှင်မှုလေးဖြန့်ဝေပေးလိုက်ပါ။ဒီနေ့ဗီဒီယိုကနေစကားပြောတဲ့အခါပို့ပြီးတတိထားစင်ကြင်မိမယ်လို့မျှော်လင့်ပါရစေ။စကားလုံးလေးရဲ့စွမ်းအားကိုအကောင်းဆုံးအသုံးချပြီးသူများအတွက်အားရင်ဖြစ်စေမယ့်စကားကောင်းတွေကိုသာပြောဆိုနိုင်ကြပါစေလို့ဆန္ဒပြုပါရစေ။ ဒီဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုရင် like and share လုပ်ပြီးနောက်ထပ်စိတ်ခွန်အားပေးဗီဒီယိုတွေကိုကြည့်ရှုဖို့ channel ကို subscribe လုပ်သွားဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်